ခုတခါကြတော့ဂျမနိုင်းတမားလေးတွေအတွက်ကနနာပါစားအတွက်ဟောလို့ဖြစ်ပါတယ်ဆိုတော့ဂျမနိုင်းလေးတွေဒီ breeding ကရှင်တို့အတွက်ပါရှင်โอเคဟောတူတကယ်ကြလဲဂျမနိုင်းလေးတွေအတွက်အာ ဇူလိုင်လစာအတွက်အဟောလေးဖြစ်ပါရဲ့ရှင်။ Okay. အဲဂျမနိုင်းလေးတွေအနေနဲ့ဒီမှာအဓိကပထမအုပ်ဆုံး message ရွှေတာပါလဲဆိုတဲ့အခါကျတော့အဲဒွိဟဖြစ်နေတဲ့အကြောင်းအရာတခုရှိရဲ့။ဘာအကြောင်းအရာလဲတော့မသိဘူး။အဲတော့အဓိကကတော့ communication နေနဲ့ပတ်သက်တာ။ communication တွေနဲ့ပတ်သက်တာဆိုတော့ဥပမာမိမိတို့ဆုံးဖြတ်ချက်ချရမယ့်အရာတွေကိုတိတ်ချမဆုံးဖြတ်ချနိုင်တာအဲ့တော့တခုခုတခု ိစားတစ်ခုရက်မှာဆုံးဖြတ်ဖို့အခက်ခဲတာမျိုးလေးတွေ့ရတတ်တယ်ခုနလပိုင်းမှာအဲ့တော့အဓိကတော့ communication နေနဲ့ပတ်သက်တာ relationship တွေနဲ့ပတ်သက်တာဒါမှမဟုတ်မိမိတို့ပြောဆိုဆက်ဆံရတဲ့အလုပ်အကိုင်တွေနဲ့ပတ်သက်တာစသဖြင့်ပေါ့နော် Gemini ဆိုတော့ပို့ပြီးတော့မှဒီမှာလိုက် communication အပိုင်းလေးကိုလည်းပို့ပြနေတယ်ဆိုတော့မိမိတို့ခုနလပိုင်းမှာမိမိတို့လှုပ်ဆောင်ရင်အလုပ်လေးမှာတချို့အဲဆုံးဖြတ်ချက်ချဖို့ဒွိဟာဖြစ်နေတာပေါ့နော်ဟိုလမ်းကြောင်းဖြစ်နေတာဒါပေမဲ့အဲ့ဒွိဟာဘာဖြစ်လဲ ယ်ဆိုကိုယ်တိုင်ရှာဖွေဖို့လိုအပ်တယ်ကိုကိုယ်တိုင်ကမမြင်အောင် မတွေ့အောင်လှုပ်ထားတဲ့ကိစ္စရဲ့မိနေတဲ့ကိစ္စရဲ့မဖြစ်လိုက်မယ်ကိုမသိကျင်မှုဆိုပြီးတော့မှလစ်လူရှူထားတဲ့ကိစ္စရဲ့မျိုးဖြစ်လိမ့်မယ်အဲ့အာမျိုးတွေမှာဆိုရင်ဆုံးဖြတ်ချက်ချရတယ်ဆိုပြီးအဆုံးဖြတ်ချက်ချရဖို့ကိစ္စတွေမှာအတွေ့အဟဖြစ်နေတာမျိုးလေးဂျုံရတဲ့တဲ့ဒါကြီးလည်းမြင်အောင်ကြည့်ဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့ မိမိတို့အနေနဲ့ဒီ Gemini လေးတွေအနေနဲ့ခုနှစ်လပိုင်းထဲမှာအမြစ်တာအရင်ခံကိုချစ်ရတဲ့သူတွေဒါမှမဟုတ်ရင်ကိုယ့်ရဲ့ယင်းဒီကိုမြတ်တို့တမိုးထားတဲ့အလောက်ကိုင်းချစ်ရတဲ့သူ ခင်ရတဲ့သူကိုမျိုးလင်းထားတဲ့အခွင့်ရေးစသဖြင့်ပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မှတချို့အရာလေးမှာလက်လွတ်ထားခဲ့ရတာမျိုးလေးတွေဆုံးရှုံးရတာမျိုးလေးတွေဖြစ်ပေါ်တတ်တယ်တဲ့ဒါပေမဲ့လည်းတဲ့ဘာသူကသတိပေးနေလဲဆိုဘလောက်ပဲမိမိကလွတ်ချထားခဲ့လွတ်ချထားခဲ့ဆုံးရှုံးသွားရဆုံးရှုံးသွားခဲ့အနောက်မှာအမြဲတမ်းတတိထားရမှာဘာလဲဆိုရင်အဲ့အရာတွေအကုန်လုံးကဆုံးရှုံးသွားတာမဟုတ်ဘူး လွတ်ချထားကြတာမဟုတ်ဘူးအချိန်တန်လို့ငရုတွေလမ်းခွဲရတယ်အချိန်တန်လို့ငရုတွေပြက်စဲရပြီအချိန်တန်လို့ငရုတွေရေဆက်ကုန်သွားပြီအဲ့တော့ရေဆက်ကုန်နေဆိုလူလဲပါလဲပါလိမ့်မယ်မိမိတို့ချစ်ရတဲ့သူအလုတ်အကိုင်းနေရာဒေတာစသဖြင့်အရာအလုံးအရာလုံး ကို attachment ကိုဆွဲခံထားတဲ့အရာတွေဟိုးတဲ့တပြိုင်တည်းထဲမှာချုပ်ရလွတ်ချလိုက်ပြီဆိုလေအဲ့ဒါတွေကတက်တက်လုံးကုံဆုံးသွားတာမဟုတ်ဘောနော်အမကူရဲ့အရေးသွေးအရေးချင်းနေနဲ့ပသက်တာဖြစ်စသက်ဖြစ်ပေါ့နော်အဲ့ဒါတွေနဲ့ပသက်ပြီးမိမိကကုံဆုံးသွားပြီးဒါကတော့ငါနစ်နာသွားပြီးဆုံရှုံသွားပြီဆိုပြီးတော့မှဘယ်တော့မှမတွေးနဲ့တဲ့ကိုမှဘာလို့လဲဆိုရင်ကိုမှနောက်ထပ် resource တွေရှိနေတယ်ဆိုတာကိုအမြဲတတိယပါတဲ့အဲ့တော့ အခါလေးဥမာအနေနဲ့ပြောမယ်ဆိုရင်တမီးစားပြည့်စဲသွားကြရဆိုငါဘွားကြီးကတော့တော့ပါပြီငါသူမရှိရင်ဖြစ်ပါဘူးဆိုပြီးတော့မှ ကိုကိုကို useless ပေါ့နော်ကိုရဲ့အဲဒီကိုကိုကို self doubt တွေဝင်ပြီးတော့မှအာတုံးစားလို့မရတဲ့သူငါအတုံးမကြတဲ့သူဆိုပြီးတော့ဘယ်တော့မှမတွေးပါနဲ့တနေရာမှာကိုဒီ titan တော့လူတရားနဲ့လေတွေ့နိုင်ပါသေးတယ်ဒီထက်ပိုကောင်းတဲ့ အဲကိုအတွက်ဒီဒီလိုမျိုးအခွင့်လန်းပေါ့နော်ကိုဆုံးရှုံးလဲရတာကကိုရဲ့ life တကူအတွက်ကိုပို့ပြီးတော့မှတောက်ပဖို့ growing ဖြစ်ဖို့အတွက်ကို unispark ကနေလာပြီးတော့မှ ကိုယ်ကိုအခွင့်အရေးပေးတယ်လို့လည်းသဘောထားပါတချို့လူကြတော့အလုတ်ကင်နေဆုံးရှုံးသွားတာချို့ကြောင့်ငွေရေးကြေးရေးဆုံးရှုံးသွားတာပေါ့နော်အလုတ်ကင်ဆုံးရှုံးသွားတယ်လေဒီအလုတ်မှာကိုယ်လက်လွတ်လိုက်ရလေတဲ့ဒီထိအလုတ်ထက်ပိုကောင်းတဲ့အလုတ်တွေကိုရဖို့အခွင့်အရေးအခွင့်အရေးတွေထက်ရှိပါသေးတယ်မြင်အောင်ကြည့်ဖို့လိုအပ်တယ်ချို့ကြောင့်လည်းစီးပွားရေးတွေငွေရေးကြေးရေးဆုံးရှုံးသွားတယ်ပေါ့နော်အဲ့ဆုံးရှုံးသွားတဲ့ငွေရေးကြေးရေးပေါ်မှာဝမ်းနဲ့ပူဆွေးနေတာမျိုးမဟုတ်ဖဲနဲ့မိမိတို့အနေနဲ့ဘာဖြစ်ရမလဲဆိုတဲ့အခါကျတော့အော် ငါထက်လို့လို့ရတယ်ငါမှာ resource ရှိတယ်ငါမှာအရေးချင်းနေရှိသေးတယ်ငါဒီစီးပွားရေးဒီအလောက်ကိုင်းဒီငွေကိုငါပြန်ရှာလို့ရသေးတယ်ဆိုတော့အဲကိုကိုကို self awareness ပေါ့နော်မြန်မြန်ဝင် ပြီးတော့မှအလုပ်ဆရာရှိရတယ်လောက်ပါပေါ့တချို့တနေရာမှာဆုံရှုံသွားတဲ့အရာကြီးပေါ်မှာကိုလုံးဝပြန်လို့ပြန်လဲလို့မရတော့မြင်အရာကြီးပေါ်မှာအဲဒီပူဆွေးတော့ကဝမ်းနေနေတာမျိုးမဟုတ်ဖဲနဲ့ပေါ့နော် ဘူးစေးတော့ကဝမ်းနေနေတာမျိုးမဟုတ်ပဲနဲ့ကိုကိုအမြင်အောင်ကြည့်ပါကိုရဲ့လုံနိုင်စွမ်း၊ခိုင်နိုင်စွမ်းကိုမှရှိရဲ့အခွင့်ရေးအခွင့်လန်းနေတော့ကိုကိုပေးနေတဲ့ Uniswap ကပဲဘေးနားကနေပေးလာတဲ့အခွင့်လန်းတွေကိုလည်းတပြိုင်တည်းထက်မှမဆုံးရှုံးစေပါနဲ့တဲ့နောက်တစ်ခုဒီ Gemini လေးတွေဒီခုနလပိုင်းမှာမိမိတို့အနေနဲ့ပြောဆိုဆက်ဆံတာလေးတွေတတိထားပါ အအဖြစ်လေးဝင်တတ်တယ်။နောက်တစ်ခုကတော့ relationship ရှိရဲဆိုလဲကိုယ့်ရဲ့ relationship အပေါ်မှာနေပတ်သက်ပြီးတော့မှပေါ့နော်။ကိုယ့်ရဲ့ relationship နဲ့ပတ်သက်ပြီးတော့မှချူအဖြစ်သဘောလေးဝင်တတ်တယ်။အဲတချို့လူတွေအအတော့စားမူယူမူယူတာမျိုးလေးတွေနဲ့ပတ်သက်ပြီးတော့မှခုနလပိုင်းလေးမှာဖြတ်တောက်နိုင်ရောအကောင်းနဲ့ အဲ့တော့အပြင်အပျော်ပါအယမ်းမှတ်နေတဲ့သူတွေအဲ့တော့ခဏပြောတဲ့တချို့သူတွေအတွက်ကစကားအပြောဆိုကျန်းတဲ့သူလေးတွေစကားရာနဲ့ပတ်သက်ပြီးခုနလပိုင်းတစ်လဆောင်မှာတတိထားပါတချို့ကအတောက်စားအပျော်အပါနဲ့ပတ်သက်ပြီးရောမှအဲ့အိတ်ဟာရင်းနဲ့အလွန်ကျလုံနေတဲ့သူတွေခုနလပိုင်းမှာတတိကြက်ကြက်ထားပါအမ်ကိုဒီခုနလပိုင်းမှာပို့ပြီးတတိထားပေါ့နော်ချို့ကြတော့ဥမာကလပ်တော့ဘာတော့တောက်တာစားတာစသဖြင့်အဲ့လေးနည်းနည်းလျှော့နိုင်ရင်လျှော့ကောင်းတယ်အဲ့တော့ तू ကဘာ message ပေးတာလဲဆိုတခုခုကိုအလွန်အကျူးလုံနေတဲ့ကိစ္စရက်တည်းဆိုရင်ねခုနလပိုင်းမှာမရက်နိုင်ရင်အင်းညင်တို့အဆိုးတွေးလိုက်မယ်အဲ့တော့ကိုလှုပ်ထားတဲ့အရာတွေကညင်တို့ရက်ဖို့အချိန်တန်ပြီဒီခုနလပိုင်းမှာညင်တို့မရက်နိုင်ဘူးဆိုရင်ညင်တို့ကိုဘာလုပ်မလဲဆိုရင် အပြစ်ပေးဖို့ငါရောက်လာပြီဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ကိုကိုကိုဘယ်အပြစ်ပေးမလဲတဘာဝကြီးအပြစ်ပေးနိုင်တယ်လို့တချို့သူတွေအတွက်ကမွေးစပတ်တုံးဆွဲနေတဲ့သူတွေ တတိထားပါနော်ဂျမ်နိုင်းသမားလေးတွေဒီထက်မှပါတဲ့ဂျမ်နိုင်းသမားတချို့ဂျမ်နိုင်းသမားလေးတွေအတောက်စားပြောပိုင်းနဲ့ပတ်သက်ပြီးတတိထားပါဖန်ဖန်စီချုံနံခံရတဲ့ကိန်းတွေလည်းမြင်ရပါတယ်ချိုးကြောတော့မူးရစ်စေအလွန်ကျွန်းသုံးတာပျော်ပိုင်းသုံးတာအပျော်ကနေအပြတ်တွေဖြစ်တတ်ပါတယ်ခုနလပိုင်းမှာပို့ပြီးတော့မှတတိထားပါတချို့ကြတော့စကားပြောရတော့ပြောတာပေါ့နော်စကားနဲ့ပတ်သက်တဲ့ဒီနှုတ်နှုတ်နှုတ်နဲ့ပတ်သက်တဲ့အရာတွေမှာဆိုရင် တချို့လက်လွတ်စပယ်မပြောဖို့တတိထားပါကိုပြောလိုက်တဲ့စကားလေအဲနှုတ်ကြောင်ပေါ့နော်နှုတ်ကြောင်ကိုကြည်ဆိုတလိုမျိုးဒီနှုတ်ကနေထွက်လိုက်တဲ့စကားအရာနေပြီးတော့မှကိုအတွက်ပို့ပြီးတော့မှထိကိုင်းမှုတွေရတတ်ပါတယ်စကားပြောစင်ခြင်းပါတမိစားချစ်သူရဲ့ဂျာဟန်မှဆိုလဲတချို့ဟာလေးတွေတတိထားပါကိုရဲ့ relationship အတိုင်းမှာဆိုတော့ဒီမှာတော့ ဂျမ်နိုင်းသမားလေးတွေအနေနဲ့ကတော့သတိထားရမယ့်ကိစ္စရပ်ကလေးတွေခုနလပိုင်းမှာရှိပါတယ်။ကိုယ်ဆွဲလန်းနေတဲ့အရာတွေကိုဖျက်တောက်လို့မရတဲ့အရာတွေအလွန်ကျူးဖြစ်နေတဲ့အရာတွေဒွိဟဖြစ်နေတဲ့အရာတွေကိုပြက်ပြက်သားသားမြင်အောင်ကြည့်ပါ။တည်တည်ချာဆုံးဖြတ်ပါ။လလူရမယ်ဆိုလဲလွတ်ချထားခဲ့ပါ။လွတ်ချထားခဲ့တဲ့လွတ်ချထားခဲ့တာဒါဆိုတာကကောင်းတော့လွတ်ချထားခြင်းနေပါ။အဲ့တော့ကွဲကွာသွားရဇလန်းကိုဖျက်သွားရပြီပေါ့နော်။အရာရာပေါ့မှာဇလန်းကိုဖျက်သွားပြီဆိုလဲဝမ်းနဲ့ကျွဲပူဆွေးတော့ကာကြီးမရောက်နေပါနဲ့။ တကယ်ကောင်းမွန်တဲ့ကိုယ့်ရဲ့ဘဝအတွက် life chapter တစ်ခုတည်းကိုအစာပြုဖို့လမ်းစာရေးဖြစ်ပါတယ်အဲ့ဒါကိုလုံးဝမမေ့ပါနဲ့တဲ့နော်